ကဲအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်နိုင်ငံမှာရှိတဲ့လူမျိုးကြားတွေပေါ့နော်လူမျိုးကြားတွေရှိတယ်အဲ့ဒီလူမျိုးကြားတွေကို တချို့ကလည်းအဲတိုင်းရင်သားစီရင် တောင်းကြတယ်ပေါ့နော်အဲတချို့ကလည်းနိုင်ငံသားမရသေးဘူးပေါ့တချို့ကလည်းဟိုမြောက်ဒီမြောက်တွေဖြစ်နေကြတယ်ပေါ့နော်အဲ့ဒါတွေကို တော်တော်များများကအွန်လိုင်းတွေမှာဆွေးနွေးကြတယ်ဗျဆွေးနွေးကြတယ်ဆိုတာကကျတို့ကခန်းစားချက်တွေနဲ့ဆွေးနွေးနေကြတယ်အဲကျတို့သဘောတရားလေးတွေတည်ဖို့လိုအပ်တယ်ဗျကိုယ်နိုင်ငံရဲ့ဒီနိုင်ငံသားတွေတိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့သဘောတရားတွေအဲတော့ကဥပဒေစကရက်တွေကိုနားလည်ထားဖို့လိုတယ်အဲ့ဒါတွေကိုအခြေခံပြီးတော့စကားပြောမှာပဲရမယ်ဗျကျတို့ကဥပဒေကိုကျော်လွန်ပြီးတော့အာငါကတော့ အကျွန်တော်အဦးတယောက်စိတ်ထားရသူတို့ဒီလိုလူတွေကိုအဲနိုင်ငံသားပေးတင်ပါတယ်လို့ပါတော့အဲ့လိုပြောလို့တော့မရဘူးဗျ။နော်ဥပဒေထဲမှာချမှတ်ထားတဲ့အတိုင်းပဲကျွန်တော်တို့ကအဲဒီဥပဒေရဆိုဒီလိုပေးတင်ပါတယ်ဒီဥပဒေရဆိုဒီလိုမပေးတင်ပါဘူးဒီလိုပဲကျွန်တော်ကစကားပြောရမှာလေ။ဥပဒေမကောင်းဘူးဆိုရင်ဥပဒေကိုပဲပြင်ရမှာ။ဥပဒေကိုမကောင်းလို့ငါတို့စိတ်ထဲရှိတဲ့အတိုင်းပဲငါတို့လုံးမယ်ဆိုပြီးတော့စိတ်ကူးပေါက်ရတယ်နဲ့လုံးလို့မရဘူးဗျ။ မရဘူးဒါလေးတော့တည်ထားဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်ကဒီမနေ့မှပြောချင်တာကအဲ့တော့နိုင်ငံသားတွေတိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ပြောတော့မယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာထုတ်ပြီးတဲ့နိုင်ငံသားစစ်စီရေးကပြားကိုတတိထားအဲ့တော့နိုင်ငံသားစစ်စီရေးကပြားဆိုနိုင်ငံသားဖြစ်ခွင့်ရခြင်းမရခြင်းရတဲ့သူတွေကိုပေါ့ဟိုနိုင်ငံသားစစ်စီကပြထုတ်ပေးတာပေါ့ အဲကျွန်တော်တို့ကမြန်မာနိုင်ငံထဲမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေကဒီမှတ်ပုံတွေပေါ့နိုင်ငံသားစစ်စေးကဗျာကိုကင်ဆောင်တဲ့နေရာမှာအဲကျွန်တော်တို့ကအမျိုးသားအဖြစ်၃မျိုးခွဲထားတာကိုနားလည်ဖို့လိုအပ်တယ်နော်အဲ့မှာနိုင်ငံသားအမျိုးသား၃မျိုးရှိတယ်ဗျနံပါတ်၁ကဟိုနိုင်ငံသားဆိုရဲကျွန်တော်တို့ကင်နေပန်းရောက်ကက်ကလေးပေါ့နော်ပန်းရောက်ကက်ကလေး နိုင်ငံသားရင်ကြီးမြန်မာ နိုင်ငံသားဆက်စစ်ဆိုရင်ပန်းရောင်ကကလေးရတယ်နောက်တစ်ခါအဲ့နိုင်ငံသားအဲ့နိုင်ငံသားဆိုရင် အပြာရောင်ကကလေးရတယ်နော်အဲ့နောက်တစ်ခါပြုနိုင်ငံသားနိုင်ငံသားပြုခွင့်ရသူဆိုရင်တော့အစိမ်းရောင်ကကလေးရတယ်ဗျနော်အဲ့ဒါလေးရစားကြတို့အရင်နားလည်ဖို့လိုအပ်တယ်အဲ့တော့ဘာဖြစ်လဲပန်းရောင် အပြာရောင်အစိမ်းရောင်နိုင်ငံသား ဲ့နိုင်ငံသားပြုနိုင်ငံသားဆိုပြီးတော့၃မျိုးရှိတာကိုအရေးကြီး